မင်္ဂလာပါဗျာစံချိန်မြန်မာပြည်ပါရောဘော channel မှာကြိုဆိုပါရစေဗျာတရက်ဆယ်လ2025မှာဒီ31ရက်ဆယ်လ2025စနေသားသမီးများနဲ့ပတ်သက်ပြီးဆယ်လပိုင်းတလဆာကံကြမ္မာများကိုတင်ပြပေးသွားမှာဖြစ်ပါတယ်ဗျာစနေသားသမီးများတလတာကံကြမ္မာလေးများမတင်မြမိမှာကံကောင်းသေးတဲ့ကိစ္စတော့ဒီချိန်မှာဆက်ပစ္စည်းတွေဝင်တတ်တယ်ဗျို့ဟာလာဆက်ပစ္စည်းတွေဝင်တတ်တယ်စိတ်ထဲမှာအလိုဆန္ဒပြည့်တော့မိမိအလိုဆန္ဒရှိသလောက်အဆင်ပြေနိုင်ပြီးတော့ ခမစိတ်ညင်တော့လက်ထက်မှာပတ်သက်တပြားမှမကြည့်အောင်ပြတ်တတ်တယ်လို့ငွေကြီးနဲ့ပတ်သက်တဲ့ကံများလည်းမကောင်းတတ်ပါဘူးဗျာဒါကြောင့်စိတ်ချမ်းသာပျော်ရွှင်အောင်နေခြင်းဖြင့်တခုခုလိုအပ်ချက်ကြီးတဲ့ခါမှာတောက်ကြမြောက်ရက်ကိုလှည့်ပြီးဆူတောင်းခြင်းဖြင့်တင်းတို့မှာပိတ်ဆို့နေတဲ့စနေသားသမီးများနဲ့ပတ်သက်တဲ့ဆေးလာပိုင်းကံကြမ္မာများကိုပနာမလီလီဆာဆာတင်ပြလိုက်ပါရဗျာเนาะအဲ့ဒါလေးတစ်ချက်ရှိတယ် စနေသားသမီးတို့ဒီချိန်မှာဥဝင်လောက်ကန်တဲ့ပတ်သက်တဲ့ကိစ္စလေးတွေအဆင်မပြေဘူးပြောတဲ့အဆင်မပြေသလိုခံစားပြီးတော့ဆယ်လပိုင်း15ရက်လောက်ထိအဆင်မပြေပဲနဲ့ဆယ်လပိုင်း16ရက်နေရ32ရက်တင်မှာတော့လက်ရှိအနေထားတဲ့၄တင်လောက်မြင်မာတဲ့အခွင့်အလမ်းများပေါ်ပေါက်တော့မှာဖြစ်ပါတယ်ဗျာဒါကြောင့်ဥဝင်လောက်ကန်တဲ့ပတ်သက်တဲ့အဆင်မပြေရတဲ့ခွန်ရသားသမီးဒီမှာစနေသားသမီးတွေကတော့ရာဟုတောင်းနောက်မြောက်တောင်းနဲ့နောက်လို့လေးတစ်ခွက်ကိုဖြောတစ်စုံလောက်တောက်ပြီးမှ ဆူတောင်းမယ်ဆိုရင်တော့အတင်းမှာပိတ်ဆို့နေတဲ့အဝင်လောက်ကိုင်းများအမြန်ဆုံးပွင့်လန်းသွားမှာဖြစ်ပါလေဗျာအတင်းတော်နူလေးရရောက်တော့လှည့်ပြီးမှအတင်းတော်နူလေးရကျွန်တော်လောက်ကဲမကောင်းဘူးအိမ်လေးကလည်းစောက်ခြင်းနဲ့အလူလေးကလည်းလှုပ်ခြင်းနဲ့နော်တမီးလေးကလည်းလှုပ်ခေါ်သားလေးမလာသေးဘူးသားလေးကနိုင်ငံခြားရောက်နေလားအဆက်အသွယ်မရသေးဘူးအလောက်ကိုင်းဆင်းမပြေဘူးဒါကြောင့်အိုးဝင်လောက်ကိုင်းနဲ့ပတ်သက်တဲ့အပူသောကတွေကျုံနေရတယ်ဗျာဒါကြောင့်ပူပင်သောကဖြစ်နေတဲ့ကိစ္စများအများဆုံးညင်းညောင်းအတင်းတော်နူလေးကအကူအညီစောင့်ရှောက်ပါဆိုတဲ့အကြောင်း ကျွန်တော်တို့ရပြန်ရာဥတော်နောက်မြောက်တော်လဲနွားလို့လေးတစ်ခွက်ကိုတောက်ပြီးမှဆူတောင်းမယ်ဆိုရင်တင်းတို့မှာပိတ်ဆို့နေတဲ့ကံများအလောက်ကိုင်းနဲ့ပတ်သက်တဲ့ကံများစနေသားသမီးရဲ့အလောက်ကိုင်းနဲ့ပတ်သက်တဲ့ကံများအမြန်ဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ်ဗျာမန်းနီငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စမှာဒီချိန်မှာယာယီထင်းကိုလွှဲချော်နေတယ်ရတဲ့ရှိတာရမယ်မရသေးဘူးပေးတဲ့ရှိတာပေးမယ် မပေးနိုင်သေးဘူးဖြစ်နေတာဖြစ်ပါတယ်ဗျာဒါကြောင့်ငွေကြေးနဲ့ပတ်သက်တဲ့အခက်အခဲဖြစ်ကြတဲ့စနေသားသမီးကတော့တင်းနှလားအရှိအယကိုလဲလပိတ်ကလေးတစ်ခွက်ကိုဖျော်ဒသွန်းလောက်တောက်ပြီးမှဆူတောင်းမယ်ဆိုရင်တင်းလို့မှပိတ်ဆို့နေတဲ့နော့အိုင်မှာငွေကြေးနဲ့ပတ်သက်တဲ့ကံများအမြန်ပွန်းလန်းသွားမှာဖြစ်ပါတယ် ။ဒါကြောင့်စနေသားသမီးအလုံးတို့သည်တနင်္လာအရှိရာကိုလည်းလက်ဖက်ကလေးတစ်ခုကိုဖျော်ဒဇွန်လောက်တောက်ပြီးမှအတင်းလက်ဖက်လေးရဲ့ကျွန်တော်ငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စအဆင်မပြေဘူးကျွန်တော်ပေးစရာရှိတယ်ဘဒုပေးရမှာဘလောက်ရတဲ့ဟာဘဒုစရာရတဲ့ပေးရရန်တရားလေးတွေအဆင်ပြေပြီးကျွန်တော်လူချင်းနဲ့ပတ်သက်လေးတွေကံလေးတွေပိတ်နေတယ်ဗျာပိတ်နေတဲ့ကံများအများဆုံးပွင့်လောင်းအောင်အတင်လက်ဖက်လေးကကုညီစောက်ချောက်ပါဆိုတဲ့ကြောင်တင်းင်းလာအရှိအရာကိုလဲလက်ဖက်လေးဖြောတစုံလောက်တောက်လိုက်တစုံလောက်တောက်လိုက်ဆူတောင်းလိုက်တစုံလောက်တောက်လိုက်ဆူတောင်းလိုက်လုံးမယ်ဆိုရင်တော့တင့်ရဲ့ ငွေကြီးနဲ့ပတ်သက်တဲ့ကံများအမြန်ပွင့်လန်းသွားမှာဖြစ်ပါတယ်။စနေသားသမီးရဲ့ဒီဒီမှာစိတ်နဲ့လူနဲ့မှာအဆုပ်ပွဲရလှုပ်ကြတာတကူလှုပ်နေရတကူပြောကြတာတကူပြောနေရတာတကူပြီးပြီးအလွဲလဲချော်ချော်ဖြစ်နေပါလေဗျာ။ဒါကြောင့်စိတ်ချမ်းသာပျော်ရွှင်မှုနဲ့ပတ်သက်တဲ့ကိလေသာအဆင်မပြေတတ်ဘူး။ဒါကြောင့်စိတ်ချမ်းသာခြင်းနဲ့အဆင်ပြေခြင်းနဲ့ဆိုတဲ့ပုံကူတွေကတော့ခမရစိတ်ထဲမှာလူဆန္ဒမပြေရင်တော့တောက်ကြမြောက်ရကိုလဲလက်ထဲမှာဘာမှမကိုင်းနဲ့စနေသားသမီးတွေကစူတောင်းမယ်ဆိုရင်တော့အာအဲ့ဒီမြောက်ဘက်ကိုလဲ အာကျွန်တော်ရောင်းမမကောင်းမှုလုတ်ကင်မကောင်းမှုငွေကြီးမကောင်းမှုအဆင်မပြေဘူးအိမ်မှာအလုံးမရှိဘူးမြေရောင်းခြင်းနဲ့ရာရောင်းခြင်းနဲ့ဝိုင်းရောင်းခြင်းနဲ့မြေပိုင်ရာပိုင်ဖြစ်ခြင်းနဲ့ဒီကိစ္စတွေနဲ့ပတ်သက်ပြီးကျွန်တော်မှာအဆင်မပြေဖြစ်နေတယ်အဲဒါကြောင့်ကျွန်တော်စိတ်တွေညစ်နေတယ်ကျွန်တော်ညစ်နေတဲ့စိတ်များအများဆုံးဆင်ပြေအောင်ကုညီဆောက်ကြောပါဆိုတဲ့အကြောင်းတောက်ကြမြောက်ရက်ကိုလှည့်ပြီးမကြာခဏလက်ထက်မှာဘာမှမကင်မနဲ့ညမောင်မောင်မှာဆူတောင်းကြရဖြင့်စနေသားသမီးများပိတ်ဆို့နေတဲ့ကံများစိတ်ချမ်းသာမှုနဲ့ပတ်သက်တဲ့ကံများ အမြန်ပွန်းလန်းသွားမှာဖြစ်ပါတယ်ဗျာကိုနေနီးနေစက်တဲ့အလူယောက်ျားတွေတက်ပြနေတယ်ကိုရင်ကိုရာကိုမိသားစုကိုလုံငန်းနေမှာမနေဘူးအပြင်မှာလက်ရရရနေတယ်ရွှေလေးတွေရှိရင်ပေါင်းထားရတယ်ဗျာအဲ့ဒါမျိုးတွေဖြစ်ပေါ်နေတာဖြစ်တဲ့အတွက်တခုခုအစင်မပြင်းတောက်ကြမြောက်ရကိုလက်လက်ပိတ်လေးအကော်ဖီလေးတစ်ခွက်ကိုဖြောအဲ့ ကော်ဖီလေးတစ်ခွက်ကိုဖြောတသွန်းလောက်တောက်ပြီးမှတောက်ကြပြောက်ကြလှည့်ပြီးမှအသင်ကော်ဖီလေးရဲ့အိမ်မရှိတဲ့လူယောက်ျားလုံးမလို့ဘူးလုံးလုံးဝမှဖြစ်မယ်ပတ်သက်မှဘူးအမှဖြစ်မယ်ပေါင်ရွှေလေးကပေါင်းထားတယ်ပေါင်းထားတဲ့ရွှေလေးတွေပြန်ရွေးချင်တယ်ဗျာအဲ့ဒီခွန်းလန်းနေပေါ်အမြန်ဆုံးကူညီစောက်ချော့ပါဆိုတဲ့အကြောင်းတောက်ကြမြောက်ရလှည့်ကော်ဖီလေးတစ်ခွက်ကိုဖြောတိုက်ဆူတောင်းလိုက်ဖြောပြီးတော့တသွန်းလောက်တောက်လိုက်ဆူတောင်းလိုက်လုံးမယ်ဆိုရင်တော့တင်းတော့မှပိတ်ဆို့နေတဲ့လူယောက်ျားနဲ့ပတ်သက်တဲ့ကံများ အမြန်ဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ်ဗျာတခြားစနေသားသမီးအားလုံးဒီလူမှုရေးနဲ့ပတ်သက်တဲ့ရွှေပေါင်းထားတဲ့အိမ်မှာလူယောက်ျားတွေနဲ့ပတ်သက်တဲ့ကိစ္စအလုံးစမ်းနာမပြေတော့တောက်ကြမြောက်ရက်ကိုလက်ကော်ပီလေးတစ်ခွက်ကိုဖြောတစ်စုံလောက်တောက်တောက်ဆူတောင်းခြင်းအပြင်သူတို့မှာပိတ်ဆို့နေတဲ့ကံများအမြန်ပွင့်လန်းမှုဖြစ်ပါကြောင်းလေးလေးစားစားတင်ပြပေးလိုက်ပါတယ်ဗျာကိုနဲ့နီးနေစက်တဲ့မင်းအုပ်ချုပ်တဲ့မင်းအုပ်ချုပ်တဲ့မင်းနေရတော့ဒီချိန်မှာ အော်အိုကိုကိုရင်ကိုမိသားစုမှာတော့အဆင်ပြေသလိုပဲတကယ်ကြအတွင်းသိပြည့်စည်နေတဲ့ငွေကြီးနဲ့ပတ်သက်တဲ့စီမံခန့်ခွဲမှုလဲကြတော့ငွေကြီးကျက်နေတဲ့ကာလမျိုးတွေဖြစ်ပါတယ်ဗျာမင်းတက်ပြည့်တဲ့ကာလမျိုးတွေဖြစ်ပါတယ်ဒါကြောင့်စနေသားသမီးအားလုံးတို့ဒီမင်းနေတက်ပြည့်နေတော့ကမ္ဘာကြတာပရိအနောက်ရကိုလှည့်ပြီးအာလူလေးကိုကင်ပြီးဆူတောင်းမယ်ဆိုရင်မင်းနဲ့ပတ်သက်တဲ့ပြောမယ်ဆိုမယ်လုံမယ်ကင်မယ်မိယာရင်းနဲ့ပတ်သက်တဲ့ပြောမယ်ဆိုမယ်လုံမယ်ကင်မယ်ဆိုရင်အမြန်ဆုံးအဆင်ပြေမီဖြစ်ပါကြောင်းလေးလေးစားစားတင်ပြပေးလိုက်ပါတယ်ဗျာနော်အလား ကိုသွားခြင်းနဲ့ခီးတခုသွားနေရတခုပြောခြင်းနဲ့တခုပြောနေရတခုဖြစ်ပါတယ်ဗျာတခုလွဲချောနေတယ် သွားတော်ကြီးများအရှင်ပြေပြီးပြောတော်တကားများအောင်မြင်ကြကြခြင်းဗုဒ္ဓတောင်းရက်ကိုလက်လက်ပိတ်လေးတစ်ခွက်ကိုပြောတဲ့သုံးလုံးတောက်ပြီးမှဆူတောင်းမယ်ဆိုရင်တင်းတို့မှာပိတ်ဆိုနေတဲ့ကံများအ мян ပွင့်လန်းသွားမှာဖြစ်ပါလေဗျာနော်အဲဒါကြောင့်တကုတ်ကူလွဲချုံနေတဲ့ထင်းငေါ်နေတဲ့သွားတော်ကြီးများအနေကမိပြောတော်တကားများအောင်မြင်ကြကြခြင်းနဲ့ဆိုလိုစနေသားသမီးများဗုဒ္ဓတောင်းရက်ကိုလက်လက်ပိတ်လေးတစ်ခွက်ကိုပြောတဲ့သုံးလုံးတောက်ပြီးဆူတောင်းမယ်ဆိုရင်တင်းတို့မှာပိတ်ဆိုနေတဲ့ခီးစကားများ ွားတော်ခီးများအနေကင်းပြီးပြောတော်စကားများအောင်မြင်ကြကြသွားမှာဖြစ်ပါလေဗျာပြည်နေဒီအားကောင်းတဲ့တိုင်းဒီအားမကောင်းမှုကိုယ်နိုင်ငံအားမကောင်းတဲ့သူများနိုင်ငံအားကောင်းတဲ့ကာလမျိုးရေကြီးတဲ့မိုးရွာတဲ့ငလင်းလှုပ်တဲ့တဘာဝပြဿနာတွေဟာလူလှုပ်တဲ့စိတ်မရေရနဲ့ပတ်သက်တဲ့ပြဿနာတွေမင်းတွေရဲ့လောဘဒေါသအမြဲအပိုင်ဆိုးမှုတွေကြောင့်ပြဿနာတွေတက်နေတာဖြစ်ပါလေဗျာဒါကြောင့်ဒီပြဿနာတွေကိုကြောက်တယ်ဆိုရင်ကိုယ်ရင်ကိုယ်ရာကိုမိသားစုကိုယ်လုံးကမှပြဿနာတွေကြောက်နေရင်တော့ ကြတာပရိအနောက်ရကူလက်လပိတ်လေးတစ်ခွက်ကိုဖြောတစုံလောက်တောက်ပြီးမှဆူတောင်းမယ်ဆိုရင်တော့မင်းနဲ့ဖြစ်ပေါ်နေတဲ့ပြဿနာများအမင်းနေရဲ့လောဘဒေါသကြောင့်ဖြစ်ပေါ်နေတဲ့စီမံခန့်ခွဲမှုလွဲများများမမီမမီရတဲ့ရေဘေးလေဘေးငလင်ဘေးတွေနဲ့ပတ်သက်တဲ့ဘေးများအပြန်ဆုံးဝေးကွာမီဖြစ်ပါကြောင်းဝေးကွာလိုတဲ့ပုဂ္ဂိုလ်အားလုံးတို့ဒီစနေသားသမီးတွေကတော့ကြတာပရိအနောက်ရကူလက်လပိတ်လေးတစ်ခွက်ကိုဖြောတစုံလောက်တောက်တောက်ဆူတောင်းမယ်ဆိုရင်တော့တင်းတို့မှာပိတ်ဆို့နေတဲ့ကံများအမြန်ဆုံးပွင့်လာမီဖြစ်ပါကြောင်း ပြဿနာများငြိမ်းချမ်းမိဖြစ်ပါကြောင်းလေးလေးစားစားတင်ပြပေးလိုက်ပါတယ်ဗျာဒီကံလေးတွေစာမင်းတို့ဂျာတာပတိအနောက်ရကူလေးလပိတ်လေးတစ်ခွက်ကိုပြောဒသုံးလောက်တော့မှဒီကံလေးတွေစာမင်းကျွန်တော်နိုင်ငံမှာလုပ်တဲ့အောင်မလေးဒီလေးတွေစာမင်းသူများနိုင်ငံမှာဖြစ်တဲ့စီလေးတွေစာမင်းစားတဲ့ကမှာတိတို့နှစ်တို့အဲတိတို့လေးတို့ငါးတို့ပါတဲ့ကဏ္ဍလေးတွေကန်စားမယ်တင်းနှစ်လေးငါးဆိုတဲ့အုပ်စုလေးတွေကန်စားမယ်ဆိုရင်တော့ ဒီဘက်ထဲမှာဒီလားထဲမှာစနေသားသမီးအားကံကောင်းခြင်းများလင်းများသာရရှိခံစားသည်မှာဖြစ်ပါတယ်။ဒါကြောင့်တင်းနဲ့လင်းကားဆိုတဲ့အခွေလေးတွေခွေးပြီးကန်စားမယ်ဆိုရင်တင်းတို့မှာပိတ်ဆို့နေတဲ့အထီးကမ်းများအမြန်ဆုံးပွင့်လန်းမည်ဖြစ်ပါကြောင်းလေးလေးစားစားတင်းပြပေးလိုက်ပါရဗျာ။ကျွန်တော်တို့ရောဘော channel ရတော့နေ့စဉ်ပတ်သင်းများတော့ကြောက်ထုတ်လို့နေတာဖြစ်ပါတယ်ဗျာ။ဒါကြောင့်ဒီတစ်ပတ်ထဲမှာစနေသားသမီးတွေကံကောင်းခြင်းတော့တောက်ကြမြောက်ရက်ကိုလှည့်ပြီးမှမကြာခဏ မိမိလိုအပ်တဲ့ကိစ္စမှာညမောင်မောင်မှာဆူတောင်းမယ်ဆိုရင်တော့တင်းတို့မှာပိတ်ဆို့နေတဲ့ကံများအမြန်ပွင့်လာမိဖြစ်ပါကြောင်းလေးလေးစားစားထပ်မှန်ထပ်မှန်တင်ပြပေးလိုက်ပါတယ်ဗျာရှစ်မှုရေးရာတွေနဲ့ပတ်သက်တဲ့ကိစ္စလေးတွေစင်ပြေတော့စနေတော့အနောက်တောင်တော့လက်ပြီးသွားမယ်လာမယ်လုံးမယ်ကြိုင်မယ်ဆိုရင်တော့သွားရမယ်သွားတဲ့ခါမှာအတေကင်းကျင်နေချင်းခင်မြန်တို့တွေပေါ်ပေါက်ပါသေးကြောင်းစနေတော့အနောက်တောင်တော့လက်ပြီးဆူတောင်းမယ်ဆိုရင်တော့သွားတော့ခင်မြန်အနေကင်းပြီးပြောတော်စကားများအောင်မြင်ကြကြသွားမှာဖြစ်ပါတယ် ခြေခင်မြန်တို့ကိုကြီးဆောက်ချက်မှုတွေပေါ်ပေါက်ပြီးတော့ကြမ်းမိုင်မကောင်းတော့ကြာတာပရိရဲ့နောက်ရက်ကိုလှည့်ပြီးတော့အဲယောဂါကိုပြောက်ကင်းသေးတဲ့ဆေးပေါင်းဓာတ်ပုံမဲ့စားမယ်တောက်မယ်ဆိုပြီးစူးတောင်းပြီးရဆေးပေါင်းဓာတ်ပေါင်းစားမယ်ဆိုရင်တော့ယောဂါများအမြန်ဆုံးကင်းစင်ပပျောက်သွားမှာဖြစ်ပါတယ်ဗျာတကူကူပတိငင်းငင်းနဲ့ငင်းညံ့ညင်းနဲ့ဆိုရင်တော့အင်္ဂါတော့အရှိတောင်တော့လက်ကျွန်တော်အိမ်ကျွန်တော်ယာကျွန်တော်မိသားစုကျွန်တော်လုပ်နေတဲ့လုပ်ငန်းများတီတီငင်းနဲ့အေးအေးချမ်းချမ်းဖြစ်ခြင်းနဲ့တီတီငင်းအေးအေးချမ်းချမ်းနဲ့ပြဿနာများငင်းညံ့အောင် တည်တည်ငြိမ်ငြိမ်နဲ့ကျွန်တော်ရှိတဲ့နေရာမှာပြဿနာတွေမမြင်အောင်မြင်ရသောပြဿနာမမြင်ရသောပြဿနာတွေဝေးကွာတည်ငြိမ်အေးချမ်းအောင်ကုညီဆောင်ကြောက်ပါဆိုတဲ့အကြောင်းအင်္ဂါတော့ရှေ့တောင်တော့လှည့်ပြီးစနေသားသမီးတွေကတည်ငြိမ်အေးချမ်းပါတဲ့အကြောင်းဆူတောင်းမယ်ဆိုရင်တော့မိ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 ရာမိမိလုပ်နေတဲ့လုပ်ငန်းမိမိမိသားစုမိမိနေထိုင်တဲ့နေရာမှာတည်ငြိမ်ပြီးတော့အေးချမ်းတော့မှာဖြစ်ပါတယ်ဗျာဒါကြောင့်စနေသားသမီးအားလုံးတို့ဒီခမရတလာပိုင်း15ရက်အတွင်းမှာကံညံ့တတ်ပြီးတော့ အဆက်ကြောက်ရကသုံးသိတွေ့နေမှာအလွန်မြင့်မားတဲ့ကံဒီဖြစ်တဲ့အတွက်ကျွန်တော်တို့ပြည့်ရတဲ့ရေရာတွေပြုလုပ်ခြင်းဖြင့်စနေသားသမီးများဖြစ်ပေါ်နေတဲ့အိုးလုံးကဲများမြန်ပွန်းသားမှသည်ငွေအင်ကြီးအင်ကောင်မိသားစုမိသားကောင်များအများဆုံးပိုင်ဆိုင်ပြီးငွေကြီးများလုံးလိုက်ခဲလဲဝင်ရောက်ပါသည်နော်စိတ်ချမ်းသာပျော်ရွှင်သားနဲ့စက်ပစ္စည်းတွေဝင်ပါသည်ရွှေတဲလဲငွေတဲလဲနဲ့လူနိုင်တန်းနိုင်ပါသည်မိရာတွေဝင်ပါသည်ဆံမွက်တွေဖြစ်အောင်ပါသည်ယာတုတွေတိုးပါသည် သောတော်ခင်များအနေကင်းပြီးပြောသောစကားများအောင်မြင်ကြပါသည်အမှုခင်းပြဒနာများဝေကွာပြီးတော့အနောက်စိတ်ချမ်းသာပြီးချမ်းသာနဲ့ငွေကြီးများအထူးလိုက်ပြုံးလိုက်လုံးလိုက်ခဲလိုက်သာသနာပြုနိုင်တဲ့သူတော်ချင်းသူတော်များများဖြစ်ပါသေးကြောင်းဆရာကြီးမြန်မာပြည်မှာလူတွေသာသာဆုတောင်းမေတ္တာပို့လိုက်ပါတယ်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ဆရာကြီးမြန်မာပြည်ပါဗျာご覧いただきありがとうございます Thank you very much